ဆရာတော်ဖေရရေအကျိုး၁၀ပါးရှင်းပြပေးပါဖေရတဲ့ရေအကျိုး၁၀ပါးက၁လင်းမြန်ခြင်း၂ကြောစောခြင်း၃စင်ကြယ်ခြင်း၄ငတ်မွချင်းမကင်းဝေးခြင်း၅အချွေအယံပေါ်များခြင်း၆အသက်ရှိခြင်း၇အစင်းလှခြင်း၈ခွန်အားဗလကြီးခြင်း၉ဉာဏ်ပညာကြီးခြင်း၁၀ချမ်းသာခြင်းတို့ပဲဖြစ်ပါတယ် ဒါဟာရေလှခြင်းကြောင့်ရရှိလာမိရေကျိုးဆယ်ပါးပဲဖြစ်ပါတယ်။နောက်ပြီးအပါဒံပါဠိတော်မှာရေလှခြင်းကြောင့်ရရှိလာမိကောင်းကျိုး9မျိုးဆိုတာကိုလည်းပြထားပါသေးတယ်။အဲ့ဒီကောင်းကျိုး9မျိုးကဘာတွေလဲဆိုရင်၁နတ်အပေါင်းတို့ထက်မြတ်သောနတ်ဖြစ်ခြင်း၂စัจကျေဝရမင်းဖြစ်ကိုအကျိန်ဖန်များစွာရရှိခြင်း၃အပေ၄ပါးတို့မလားရောက်ရခြင်း ၄ရောက်လျာအရက်၌ရေမရှားခြင်း၅အနာယောဂါကင်းဝေးခြင်း၆ငွေရာသီဆောင်းရာသီတို့၌လိုအပ်လို့တောင်းတလိုက်ပါကမိုးရွာသွန်းစေနိုင်ခြင်း၇တိလေသာတီးဟုသောအမြူကင်းဝေးခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာခြေလှူခြင်းကြောင့်ရရှိလာမိကောင်းကျိုးတွေပဲဖြစ်ပါတယ် အရှင်ဖရာတန်ဖိုးရှိအောင်ဘယ်လိုကြင်ကြံရမလဲလမ်းပြပေးတော်မူပါဖရာတဲ့သူတော်ဘာတို့ဤအပြစ်အနာစာကို မကြည့်ရှုပဲမိမိအပြစ်အနာစာကိုသာကြည့်ရှုပြီးမိမိကိုယ်ကိုဆုံးမပြီးနေထိုင်ပါဒါဟာတန်ဖိုးရှိအောင် ကြင်ကြံနေထိုင်တဲ့ဤပဲဖြစ်ပါတယ်မြတ်စွာဘုရားကလည်းပဲဓမ္မပဒပါဠိတော်မှာနပရိတံဝီလောမာနိ နာပရိတံကတာကတံအတ္တနောဝအဝက်ခေယကတာနိအကတာနိသာလို့ဟောကြားထားပါတယ်အတိဘေကသူတပါးတို့ဤမလျော်သော အပြစ်အနာစာကို မကြည့်ရှုရသူတပါးတို့ကောင်းမှုမကောင်းမှု ပြုမပြုကို မကြည့်ရှုရမိမိကောင်းမှုမကောင်းမှု ပြုမပြုကိုသာ ကြည့်ရှုရ၏လို့ဆိုလိုခြင်းဖြစ်ပါတယ်မိမိက ူတစ်ပါးဤအပြစ်အနာစာကိုကြည့်ရှုပြီးတော့သူတစ်ပါးကိုကဲ့ရဲ့အပြစ်တင်နေမယ်ဆိုရင်ကိုကောင်းတာလုပ်ဖို့အတွက်ကိုယ့်ရဲ့အချိန်တွေလှဟင်းတတ်ပါတယ်။ဒါကြောင့်သူတစ်ပါးဤအပြစ်အနာစာကိုမကြည့်ပါနဲ့ကိုယ့်အပြစ်ကိုကြည့်ပြီးတော့ကိုယ့်ကိုယ်ကိုဆုံးမပြီးနေထိုင်ပါ။အဲ့ဒီလိုနေထိုင်တဲ့ဤဟာတန်ဖိုးရှိအောင်ကြင့်ကြံနေထိုင်တဲ့ဤပဲဖြစ်ပါတယ်။ အရှင်ဖေယမေခွန်းမေလျှောက်ခွင့်ပြုပါဖေယမိမိဤဆရာသမားများအမှားပြုနေပါကတပြီးတယောက်အနေနဲ့အမှန်ကိုပြောပြပေးပါက အပြည့်ဖြစ်ပါသလားဖေယအမှန်ကိုလမ်းပြသွန်သင်ပေးပါတပြီးတော်မတိလို့ပါအရှင်ဖေယတဲ့အပြည့်မဖြစ်ပါဘူးပြောပြပေးကောင်းပါလေနော်အရှင်သာရိပုတ္တရာမထေရမြတ်ကြီးသင်္ကန်းယုံတာမငြိမညာဖြစ်နေတဲ့အတွက် တပည့်ဖြစ်တဲ့ကိုရင်လေးကအရှင်ဖရာတင်ကန်းယုံတာမငြီဘူးဖြစ်နေပါတယ်။ညီအောင်ပြန်ယုံလိုက်ပါအောင်လို့ပြောတဲ့အခါမှာအရှင်သာရိပုတ္တရာမထေရမြတ်ကြီးကတင်ကန်းကိုညီအောင်ပြန်ယုံပြီးကိုရင်လေး နောက်နောက်အမြင်မတော်တာများရှိရင်ပြောပါလို့ပြန်ပြီးမိန်ကြားတော်မူပါတယ်။ဆရာသမားအမှားပြုနေတာကိုထောက်ပြပေးလို့အပြစ်ဖြစ်မယ်ဆိုရင် ကိုရင်လေးအပြစ်ဖြစ်နေပါပြီ။နော်။ ။ဒါကြောင့်ဆရာသမားများအမှားပြုနေပါကအမှန်ကိုရောက်စီလို့တဲ့စိတ်နဲ့ပြောမယ်ဆိုရင်ပြောကောင်းပါတယ်။အပြည့်မဖြစ်ပါဘူး။နော်။ဖုံဖုံဖယားလှူဒန်းရာတွင်တန်ကာတပါးတဲ့အတွက်ယေရှုလှူဒန်းကောင်းပါသလားဖယားတဲ့လှူဒန်းကောင်းပါတယ်နော်သို့တော့အလှူရှင်ကလှူတတ်ဖို့တော့လိုပါတယ် အလှရှင်ကမိမိကြည်ညိုတဲ့ယဟန်တပါးတည်းကိုပဲလှူမယ်ဆိုရင်တန်ကတ္တဒေမလို့ပြောပြီးမလှူပါနဲ့တန်ကတ္တဒေမလို့ပြောပြီးလှူလိုက်မယ်ဆိုရင်မိမိလှူလိုက်တဲ့လှူပွဲပစ္စည်းဟာတန်ကိကပစ္စည်းဖြစ်သွားပြီဖြစ်တဲ့အတွက်အဲ့ဒီယဟန်ရဲ့၁၂တောင်ဝင်းကျင်မှာတခြားသောယဟန်တွေရှိနေမယ်ဆိုရင်ထိုရှိနေတဲ့ယဟန်တွေလည်းအဲ့ဒီလှူပွဲပစ္စည်းကိုပိုင်ပါတယ်တပါးတည်းသုံးလို့မရပါဘူးနော် တဘာတဲ့30ကျင်လို့တဘာတဲ့ခုပဲလှူမယ်ဆိုရင်တန်ခတ်တဒေမာလို့မဆိုတော့ဘဲနဲ့ဣဒံမေပုံညာမိဘနတ္တပစ္စယောဟောတုလို့ဆိုပြီးလှူပါအဲ့ဒါဆိုရင်တဘာတဲ့ခုလှူရရောက်တဲ့အတွက်တဘာတဲ့သုံးလို့ရပါပြီနော်မိစ္ဆာဓမ္မအကြောင်းလေးရှင်းပြပါဖရာတဲ့မိစ္ဆာဓမ္မကို အဘိဓိယအမျိုးမျိုးဖွင့်ဆိုကြပါတယ်ပါဋိကဝဂအထကထာမှာတော့မိစ္ဆာဓမ္မဆိုတာယောက်ျားယောက်ျားချင်း မိန်းမမိန်းမချင်းတမန်မှုလို့အဘိဓိယဖွင့်ဆိုထားပါတယ်အဲ့ဒီလိုယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းတမန်မှုလို့အဘိဓိယဖွင့်ဆိုတာကိုမကြိုက်တဲ့လူအချို့ကအထကထာဒီဖျားအာဘောကိုကြော်လွန်တယ်ဆိုပြီးပြောပါတယ် တကယ်တော့အထာကထာသည်ဖရာအာဘောကိုမကြော်လွန်ပါဘူးဖရာအာဘောကိုသိပါတယ်မိစ္ဆာဓမ္မဆိုတာကိုကြည့်လိုက်ပါ မိစ္ဆာနဲ့ဓမ္မနှစ်ပုတ်ပေါင်းဆက်ထားပါတယ်မိစ္ဆာတရာတိမိစ္ဆာမူတာဖရာယံဆိုတဲ့အဘိဓမ္မစကားအယမှားယွင်းခြင်းချွေယွင်းခြင်းဖောက်ပြန်ခြင်းမှန်မှန်ကန်ခြင်းဆိုတဲ့အနတ်ကိုဟောပါတယ်ဓမ္မတရာတိသဘာဝအနတ်ကိုဟောပါတယ် မိစ္ဆာဓမ္မနှစ်ပုတ်ပေါင်းလိုက်တဲ့အခါမှာမိစ္ဆာပါရင်ချင်းချွရင်ချင်းဖောက်ပြန်ချင်းမမှန်ကန်ချင်းဓမ္မသဘောတရားလို့အဓိပ္ပာယ်ရပါတယ်ပုံမှန်မဟုတ်ပဲလွဲမှားစွာဖောက်ပြန်တဲ့သဘောကိုပဲမိစ္ဆာဓမ္မလို့ဆိုလိုခြင်းဖြစ်ပါတယ်ယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းတတ်မှတ်တာဟာပုံမှန်သဘာဝမဟုတ်ပါဘူးเนาะဒါကြောင့်အထာကထာကမိစ္ဆာဓမ္မကို ယောက်ျားယောက်ျားချင်းမိမမိမချင်းတတ်မှတ်မှုလို့အတိတ်ပဲပြန်ဆိုလိုက်တာပါအဲ့ဒီလိုပြန်ဆိုလိုက်တာဟာမတမ်းမှသဘာဝကြပါတယ်နော်ဒါကြောင့်မိစ္ဆာဓမ္မအကြောင်းကိုပြောရမယ်ဆိုရင်ပါဋိကဝကအထကထာယယောက်ျားယောက်ျားချင်းမိမမိမချင်းတတ်မှတ်မှုဟာမိစ္ဆာဓမ္မပဲဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ် ုံဖုံဖေးရတကြံအချိန်ခါအတာကြိုရာခြင်းအကြောင်းလေးရှင်းပြပေးတော်မူပါတဲ့အတာဆိုတာအန္တဆိုတဲ့ပါဠိကလာတာပါနော်မြန်မာလိုပြန်ရင်အတာဆိုတာဒန်သိမ့်ခြင်းလို့အဓိပ္ပာယ်ရပါတယ်တကြံအခါကြီးရကြီးတွေမှာ အကုသိုလ်လုပ်မယ်ဆိုရင်ဒန်သိမ့်တယ်ဆိုတဲ့အယူအဆကိုပဲအန္တအတာလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်မြန်မာတွေဟာ တကြံကာလရောက်ပြီဆိုရင်တကြာမင်း လူပြေကိုစိမ့်တယ်ဆိုတဲ့အယူရှိကြပါတယ်။အဲဒီလိုတကြာမင်းလူပြေကိုစိမ့်တယ်ဆိုတဲ့အယူရှိတဲ့အတွက်ပန်းလွယ်ပန်းညွန့်တွေဖြင့်တကြာမင်းကိုကြိုဆိုကြပါတယ်။အဲ့ဒါကိုပဲအတာကြိုတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်နော်။